စော်ရီမင်းသားအဖြစ်နေပေါင်း30ကျော်ကြာရက်တည်နိုင်ခဲ့ပေမဲ့ဝတ်သားမှာစားမိလို့အလိမ်ပေါ်သွားခဲ့ရတဲ့သူဗြိတိသျှလုံးမင်္ဂလာပါဘာမှ H3 လုံး channel ကနေကြိုဆိုပါရစ်ကိုလံဘီယာနိုင်ငံသားအန်တိုနီကင်းနစ်ကသူ့ကိုယ်သူစော်ရီဘီလီယံနာတူအဖြစ်နေပေါင်းများစွာကြာတဲ့အထိလိမ်လည်မှုတွေပြုလုပ်ခဲ့ပါရစ်သူကို1980ခုနှစ်လောက်ကကိုလံဘီယာမှာဟိုဆွေးမော်ရီနိုဆိုတဲ့နာမည်နဲ့မွေးဖွားခဲ့ပါရစ် သူနဲ့သူညီကငယ်စဉ်ကတည်းကမိဘမင်းဖြစ်ခဲ့ရပြီး1989ခုနှစ်သူအသက်6နှစ်အရွယ်မှာတော့မီချီဂန်ပြည်နယ်ကမိသားစုတစုကမွေးစားခဲ့ကြပါတယ်။ဒီလိုငငယ်ကလေးကခက်ခဲတဲ့ဘဝနဲ့ကြီးပြင်းလာခဲ့ရတာကြောင့်သူရဲ့နောက်ပိုင်းဘဝမှာရာဇဝတ်မှုတွေဘက်ကိုရောက်ရှိသွားရတဲ့အကြောင်းရင်းတစ်ခုလို့လည်းဆိုနိုင်ပါတယ်။သူဟာအသက်12နှစ်အရွယ်ဆယ်ကျော်သက်အရွယ်ကလေးကသူ့ကိုယ်သူ sorry မင်းသားတပါးအဖြစ်ဟန်ဆောင်တဲ့အလေးအထစတင်ခဲ့ပြီးမာစီဒီဘန်စ်ကားဆိုင်မှာ sorry မင်းသားတပါးရဲ့တားအဖြစ်ဟန်ဆောင်ကားစံမောင်းခွင့်တောင်းခဲ့ပူတယ်လို့သိရပါတယ်။ ဒီအချက်ကပဲသူမှာလူတွေကိုလှည့်စားပြီးယုံကြည်အောင်ဆောင်နိုင်တဲ့ပါရမီသဘောမျိုးရှိတယ်ဆိုတာကိုပြသနေပါတယ်။ဂနက်ရဲ့လိမ်လည်မှုတွေက1988ခုနှစ်ကတည်းကစတင်ခဲ့ပြီးသူက Prince Anand Koshyogi ဆိုတဲ့နာမည်ကိုအသုံးပြုက Sorry နဲ့အရှိလေပိုင်းဒေတာကမင်းမျိုးမင်းနွယ်တဲ့ဝတ်ဖြစ်ဟန်ဆောင်ခဲ့ပါတယ်။1992ခုနှစ်မှာတော့ Los Angeles Times သတင်းစာကသူကိုလိမ်လည်မှုရဲ့မင်းသား Prince of Fruit လို့ပင်အမည်ပေးခဲ့ကြပါတယ်။ သူရဲ့နေပြည်တော်ကတော့ရိုးရှင်းပါလေသူက sorry ဝယ်စားတွေကိုဝစ်စင်ခဲ့ပြီးလက်ဝဲလက်စားအပြည့်အစုံဈေးကြီးတဲ့နာယီတွေကိုထည့်လဲဝစ်စင်ခဲ့ပြီးလူကြားသူကြားထဲမှာပေါ်လွင်အောင်နေထိုင်ခဲ့ပါရင်သူကတန်တမန်ကားနံမပြအတူတွေကိုရီကိုရာလုံချုံရေးဝန်ထမ်းတွေအထက်စာရွက်စာရန်အတူတွေကိုပြင်ဆင်ခဲ့ပါရင် Instagram ပေါ်မှာလေသူ့ကြောင့်လေးကိုဈေးကြီးတဲ့အိတ်တွေထဲထည့်ထားတဲ့ပုံတွေအစစ်မှန် sorry မင်းသားတွေနဲ့တူတဲ့ပုံတွေကိုငါအဖေဆိုတဲ့စာရန်နေနဲ့တင်ကသူကသူ sorry မင်းသားဝင်တူဖြစ်ကြောင်းအထင်ကြီးအောင်လှောက်ဆောင်ခဲ့ပါရင် ၂၀၁၅ခုနှစ်မှာတော့ကင်နက်ကဂါမာဒန်ဝီလျံဆန်ဆိုတဲ့သူနဲ့ပူးပေါင်းကမာဒန်ဝီလျံဆန်အင်တာနက်ရှင်နယ်ဆိုတဲ့ကုမ္ပဏီကိုတည်ထောင်ခဲ့ပါတယ်။ဒီကုမ္ပဏီက Sorry ကုမ္ပဏီတစ်ခုရဲ့ပေါကလီကယင်းနှမြောင်းနယ်မှုအခွင့်အလမ်းအထုပါရီအပါအဝင်ယင်းနှမြောင်းနယ်မှုအခွင့်အလမ်းအထုတွေကိုတင်ပြခဲ့ပြီးတန်းနဲ့ချီတဲ့ဒေါ်လာတွေကိုယင်းနှမြောင်းနယ်ခဲ့ပါတယ်။တခုရေးချီတာကယင်းနှမြောင်းနယ်သူတွေနဲ့တွေ့တဲ့အခါသူကမင်းမင်းနယ်တွေအတွက်ဒလီထုံးတဲ့ဆင်လာတွေကိုကျင်သုံးရမယ်လို့တောင်းဆိုခဲ့ပါတယ်။ ဆိုလိုတာကလက်ဆောင်ပေးဖို့နဲ့လေးစားမှုပြဖို့ဆိုတဲ့အကြောင်းဖျချက်တွေနဲ့လူကြီးလူကောင်းတွေစီကဈေးကြီးတဲ့လက်ဆောင်တွေအများကြီးကိုရယူခဲ့ပါတယ်။သူရဲ့အရေးချင်းကိုပြသနိုင်တဲ့ထင်ရှားတဲ့ဖြစ်ရပ်တစ်ခုကတော့ American Express Company စီကဒေါ်လာတန်း100ချိန်မြင့်ထားတဲ့ Platinum Card တစ်ခုကိုရရှိအောင်လုပ်ခဲ့တဲ့အကြောင်းဖြစ်ပါတယ်။သူကအစမန်ပရင့်ခါလစ်အစရဲ့နာမည်ကိုတုံးကသူကကပျောက်ဆုံးသွားတယ်တကယ်လို့ကဲတဲ့မပေးဘူးဆိုရင်သူရဲ့ဖခင်ဘယင်ကြီးစိတ်ဆိုးသွားမယ်လို့ချင်းချောက်ခဲ့တာအကြောင်းဖြစ်ပါတယ် 2019ခုနှစ်မှာတော့ဂင်နာရဲ့ဇာလံကဆက်ရှင်အမြင့်ဆုံးကိုရောက်ရှိလာခဲ့ပါတယ်။ဘီလီယနာ Jeffrey Sofer ဆိုသူက Fontainebleau Hotel ကြီးရဲ့ပိုင်ရှင်ဖြစ်ပြီးဂင်နာကလည်းဒေါ်လာတန်း140တန်း Hotel အတွက်ရင်းနှီးမြှုပ်နှံဖို့စီရင်ခဲ့ပါတယ်။ Sofer ကလည်းအစားကယုံကြည်ခဲ့ပြီးသူရဲ့ပုံကိုယ်ပိုင်လေးရင်နဲ့တောင်အကျိုးပို့လုပ်ပေးခဲ့ပါတယ်။ဒါအပြင်ဒေါ်လာ9000ကျော်တန်းနဲ့လက်ဝယ်ယန္တနာတွေကိုလက်ဆောင်ပေးခဲ့ပါသေးတယ်။ဒါပေမဲ့အရေးကြီးတဲ့အမားတစ်ခုဖြစ်သွားခဲ့ပါတယ်။ဆော်ဖာကဂင်နာနဲ့အတူမိုင်ယာမီမြို့ကစိန်ခံစားသောက်ဆိုင်တစ်ခုမှာထိုင်စားနေကြမှာ။ ်ဒီစော်ရီမင်းသားကဘေဗ်ကွန်ကိုမှာယူစားသုံးနေတာကိုသတိထားမိသွားခဲ့ပါတယ်ဒီအချက်ကမော့စလင်တူအထွက်အထူးသဖြင့်စော်ရီမင်းသားတစ်ပါးအထွက်ဆိုရင်လုံးဝမဖြစ်နိုင်တဲ့အရာဖြစ်နေတာကြောင့်ဆော့ဖာကတန်လျောက်ဝင်သွားခဲ့ပါတယ်ဒီလိုနဲ့ဆော်ဖာကတချို့တွေငားရမ်းခဲ့ပြီး Guinness ကိုစုံစမ်းစေခဲ့ပါတယ်။နောက်ဆုံးမှာတော့ Guinness က Sorry မင်းသားအထုဖြစ်ကြောင်းသိရှိသွားခဲ့ပြီးသူမှာရာဇဝတ်မှုမှတ်တမ်းရှိကြောင်းကိုတရားဝင်စုံစမ်းရေးအဖွဲ့ရေးစီကိုပို့ဆောင်နိုင်ခဲ့ပါတယ်။ ဂင်းနက်စ်ကို2019ခုနှစ်မှာလိန်လယ်မှုလိန်လယ်ဖို့ကြံစီမှုပြင်းထန်သောကိုယ်ရေးကိုယ်တာအထောက်အထားခိုးယူမှုနဲ့တဏ္ဍမန်အထုရောင်ပြုမှုစားရဲအမှုတွေနဲ့တရားစွဲဆိုခဲ့ကြပါတယ်။သူ့ရဲ့ရာဇဝတ်မှုတွေကနေပေါင်း30ကျော်ကြာမြင့်ခဲ့ပြီးသူဟာယင်းနှမြောင်းနှံသူပေါင်းများစွာကိုစုစုပေါင်းအမေရိကန်ဒေါ်လာ၈တသမတန်းလိန်လယ်ခဲ့တယ်လို့သိရပါတယ်။တရားရုံးကသူ့ကိုထောင်ဒဏ်18နှစ်ချမှတ်ခဲ့ပြီးအမေရိကန်တရားသူကြီးကဂင်းနက်စ်ကလူပေါင်းများစွာကိုလိန်လယ်ခဲ့သူဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ အန်တိုနီဂဲနာရဲ့ဇလံကလူသားတွေရဲ့ယုံကြည်လွယ်မှုငွေကြေးတမတ်မှုနဲ့လူမှုရေးအစဉ်တန်းကိုမတ်မောတဲ့စိတ်တွေကိုအခွင့်ကောင်းယူပြီးဘလို့လဲသားခံရနိုင်တယ်ဆိုတာကိုတင်ကြားပြသလိုနေပါတယ်။ဘလို့ကိစ္စမဆိုအထူးသဖြင့်ငွေကြေးဆိုင်ရာယင်းနှမြောက်နယ်မှုတွေမှာစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့အချက်အလက်တွေကိုဂရုတစိုက်စီစစ်ဖို့လိုအပ်ကြောင်းတင်ကမ်းသားတွေရရှိစေတယ်လို့ဆိုရမှာပါပဲ။အဆုံးလေးကြည့်ပေးလို့အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေခင်ဗျာ။